အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မေလ2ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာကင်းလှည့်နေတဲ့စက္ကဆာရဲ့စစ်သားတွေကဈေးအပြန်လူတွေကိုအကုန်လုံးဖမ်းတယ်ဖမ်းပြီးမှတယောက်ကို3000စီ3000စီနဲ့ရွေးခိုင်းတယ်ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာဖော်ပြတာကိုတွေ့ရတယ်နောက်တစ်ခုကတယောက်နိုင်ငံကူငင်းမှာဆိုလို့ရှိရင်တော့ TNL နဲ့ဆွေးနွေးတဲ့အဲ့ဒီမှာတယောက်ကစစ်ဆေးချောင်းပေးတယ်ပထမဆုံး MDA လည်းဒီလိုပဲเนาะ အဲ့ဒီမှာကျွန်တော်တို့တည်င်းထွက်လာတာကနော်မြို့နယ်ပေါင်း9မြို့နယ်ကိုနေပြီးတော့ဆိုပေးရမယ်ဆိုပြီးတော့စာကစားကတောင်းဆိုတယ်မအောင်မြင်ဘူးဆိုတဲ့ဟာကိုတည်င်းထဲမှာတွေ့ရတယ်ဆိုတော့ဒီလိုမအောင်မြင်ဘူးမအောင်မြင်ဘူးလို့အရင်တုန်းကလည်း MDA နဲ့စစ်ဆိုင်တဲ့ခါမှာကြာတော့လဲဒီလိုပဲနော်တရုတ်ကဖိအားပေးပြီဆိုလို့ရှိရင်သူတို့ကပေးရတာပဲဆိုတော့ဒီမှာဒီ last show တမျိုးတည်းပဲတောင်းတယ်ဟိုမှာကြာတော့ဒီမှာကြာတော့ကျွန်တော်တို့ခုနှစ်မျိုးနေအဲ့ဒီမှာဆိုလို့ရှိရင်နောင်ချိုကြောင်းမဲတီပေါ်မူကုတ်ဘူးမိတ်စသည်ဖြင့်ဒီနေရာတွေမှာ ဒီမအလာကပြန်ပြီးတော့တောင်းတယ်ဘာမှမတိုက်ပဲနဲ့သူကပြန်တောင်းတယ်เนาะပြန်တောင်းတဲ့ခါကျတော့အဲ့ဒါကို TNL ကမပေးဘူးပေးချတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဒါပေမဲ့ဒီနေရာမှာစဉ်းစားမဲ့ချက်ချက်ရှိတယ်ဆိုတော့ဒီ TNL ရဲ့နဲ့ MND ကတရုတ်ရဲ့စစ်စဲရဲ့လမ်းကြောင်းကိုသူတို့သွားပါမယ်လို့သူတို့ပြောတဲ့လူတွေဖြစ်တဲ့ခါကျတော့မကြာမီမှာအဲ့ဒီနေရာတွေဟာဆိုလို့ရှိရင်ကော်လုံဒီလာရှို့လိုပဲပြန်ပေးရမယ့်အခြေအနေမျိုးကို ရောက်တော့မယ်တရုတ်ရဲ့ PR တရုတ်ရဲ့ PR တရုတ်ရဲ့ PR ဆိုပြီးတော့ ူတွေအားဆိုလို့ရှိရင်တော်တော်ကိုနစ်နာနေပြီဒါကိုနေပြီးတော့ပြည်သူလူထုလည်းဘေးနေရာမှာမှကျွန်တော်တို့ဆန္ဒပြတာလည်းမတွေ့ရဘူးမအလာတော့ထားပါတော့မအလာတော့သူတော့သူ့အကျိုးအတွက်အကောင်ပေးဆက်မှာပဲเนาะကြိုက်တယ်လို့လို့เนาะဟိုနိုင်ငံရဲ့တုံ့ပြန်တဲ့လူတွေတယောက်ပြောတယ်လို့အမစီပလင်းချေပြီးတော့ပေးဆက်မှုလည်းအများကြီးပေးပြီးတော့အဲ့ဒီမှာသူတို့ရထားတဲ့ဟာတွေဖြစ်တယ်အတိပြတော့เนาะခါမစီပလင်းချေပြီးတော့ပေးလိုက်ရတာတရုတ်ကိုပေးလိုက်ရတာဆိုတော့အဲ့ဒါကကျွန်တော်တို့နိုင်ငံရဲ့တုံ့ပြန်တဲ့လူတယောက်ကတထွေးနိုင်ရဲ့ နော်အင်တာဗျူးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြားနိုင်မယ်အဲ့ဒါကိုနားထောင်ရှင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့တက်ထွေးနိုင်နော်အဲ့ဒီတင်းဌာနကိုသွားပါသွားလို့ရှိရင်အဲ့ဒီဟာကိုတို့ကြားနိုင်မယ်သူပြောတဲ့စကားက sibling car chase ဆိုတာလူတိုင်းသိပါတယ်နော်သိပါတယ်နော်တရုတ်စီပိုင်းကျွန်တော်တို့က sibling car chase ပေးရတယ်နော် car chase ပေးရတယ်အဲ့ဒါကြောင့်အဲ့ဒီ last show မျိုးကိုရတယ်နော် last show မျိုးကိုရတယ်ဆိုတော့ခုကတော့နော် TNL ကိုတစ်ခါတောင်းပြန်ပြီနော်အဲ့ဒီမှာတရုတ်ကိုနေပြီးတော့ blink car chase ပြန်ပြီနော် car chase ပြန်ပြီဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ပေးဖို့ကတော့ရခိုင်တော့များတယ် အဲ့ဒါဘယ်လောက်ထိပေးမလဲဆိုတာတော့မသိဘူးအဲ့ဒီခုနမျိုးနေမှာဘယ်လောက်ပေးမလဲတော့မသိဘူးကချင်ဖက်ကဒီကချင်ဖုံဖုံပြောထားတာချိုးပြောထားတာရှိရနော်ချိုးပြောထားတဲ့ရှိတယ်အခုပြောထားတဲ့နေမြေတွေရေးပဲအကုန်လုံးနော်ဆိုတော့သူချိုးပြောထားတဲ့ဒီဆွေးနွေးပွဲမှာတိုင်မြင်ခင်မှာသူပြောထားတာရှိတယ်နော်အရင်တော့ last shot လေးသူပြောထားတာရှိတယ်နော်သူပြောထားတဲ့ဟာတွေမင်းမှန်လာကိုတွေ့ရတယ်ဆိုတော့အခုထပ်ပြီးတော့သူပြောထားပြီးဒီနေရာတွေရေးပဲဆိုတော့ဒီနေရာတွေကိုသူတို့သုံးပေးမယ်ဆိုတဲ့ဟာကိုသူကချိုးပြောထားတယ်ဆိုတော့ဇော်ဖုံဟင်းတို့လည်းပြောထားတာရှိတယ်နော်ပြောထားတာရှိတယ်ဒီလ6ရက် 6ရက်နေ့ဒီ MLA ကအကုန်လုံးဆုတ်ပေးမယ်ဆိုတဲ့အစီအစဉ်ကိုသူတို့ကလုပ်နေပြီဆိုတဲ့ဟာကိုမြေပြင်တည်င်းကနေပြီးတော့ကြားတယ်ဆိုတဲ့ဟာကိုလည်းပေါ်မှာရက်ကွက်ကနေပြီးတော့တော်တော်ကိုအော်နေပြီဆိုတော့ last show တစ်ခုတည်းရတာတော့မှနော်တော်တော်ကိုမြူးနေရပြီသူတို့ကနော်တတိုင်းပြေလုံးကိုရတယ်တလို့နော်တည်င်းဖြန့်ချိရဲမှာတော်တော်ကိုနော်သူတို့လောက်တာကိုတွေ့ရလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီတည်င်းကိုထက်ကြားမယ်ဆိုလို့ရှိရင်တော့ဒီတော်လိုင်းရဲမှာတော်တော်ကိုအာရုံသွားမှာပဲနော်အဲ့ဒီနေရာလေးမှာလူတွေကအသက်တွေများကြီးပေးထားတာနော် PDF တွေရဲ့အသက်တွေတောင်းပန်ရပါဘူး နောက်တော့မရဘူးပေးထားတဲ့နေရာတွေဖြစ်တယ်။ last show လည်းဒီလိုပဲကျွန်တော်တို့ခုနကပြောတဲ့ဒီနောင်ချိုကြောင်းမေးတီဘောမိုးဂုတ်မိုးဘိတ်စသဖြင့်ဒီနေရာတွေဟာဆိုလို့ရှိရင်လည်း PDF တွေရဲ့အသက်တွေနော်အဲ့ဒီမှာထောင်ပေါင်းများများစွာအဲ့ဒီမှာအသက်ပေးထားတယ်။နန္ဒာမဲမဲစီးရဲမှာမပေါ်တာကလွဲလို့နော်ဆိုတော့အခုသူတို့ကကိုလုံးဘလုတ်ပလောင်းနဲ့ပြန်ပြီးတော့ဆုပ်ပေးတာတွေ့ရလိမ့်မယ်ဆိုတော့ဒီဟာတွေကတကယ်နာကျင်မှုတွေ တော့ကျွန်တော်တို့အတွက်တော့နာနာချင်းမှုတွေပဲဖြစ်တယ်။ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ပကိုးတိုင်းမုံမျိုးတွေမှာဆိုလို့ရှိရင်စက်ကဆက်ရဲ့အထိုင်စခန်းတက်ဆွတ်ထားတဲ့ရွာ၅ရွာရှိတယ်နော်။အဲ့ဒီ၅ရွာပေါ်နေပြီးတော့ဒီ KNL နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာတင်ပိုက်လိုက်တယ်။ဆိုတော့အဲ့ဒီမှာဒူတိုင်းရင်မုံတယောက်ပါတယ်ပြလို့ရှိရင်အရာခံပုံတယောက်ပါတယ်နော်။အဲ့ဒါကခလာယာ60နဲ့93နော်။အဲ့ဒါသူတို့ကနေပြီးတော့အထိုင်ချထားတာ။ဆိုတော့သူရဲ့တက် ဖွေးတယ်ပေါ့နော်ကျွန်တော်တို့အယောက်ပေါင်း20เนาะအလောင်းတွေကောက်ရတယ်ဘလောက်သူတို့ပြန်ပြီးတော့ရသွားလဲတော့မသိဘူးဆိုတော့အဲ့ဒီမှာလက်နဲ့ပေါင်း30သူတို့မကောက်နိုင်တော့ဘူးမကောက်နိုင်တော့ဘူး လက်နက်ပေါင်း30ကိုလေရရှိတယ်အတိတ်ကတော့အယောက်20သေးတယ်30လက်နက်ခရရန်တွေရတယ်နော်လက်နက်ငယ်တွေရတယ်ဆိုတော့အဲ့ဒါကရွာပေါင်း9ရွာမှာတက်ဆွစ်ထားတဲ့စကားဆာလူတွေဖြစ်တယ်ဆိုတော့ဒီမှာသူတိုက်ရမှုတယောက်ကတော့ဒီဖက်ရလိုက်တော့ပေါ့အကောင်ကြီးကြီးနော်အဲ့ဒီမှာအရာခံဖို့တို့တို့အရာခံဖို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့တက်ချက်တို့ရိုးရိုးတက်သားတွေထက်ပို့ပြီးတော့တို့ကနော်အော်စာအာနာရှိတဲ့လူတွေဆိုတော့နောက်အကောင်ကြီးနှကောင်ရတယ်လို့ပြောရမယ်နော်နောက်တစ်ခုကပကိုးတိုင်းဒီ net link မြို့နယ်မှာဒီမငယ်ရေကင်းစခန်းကိုနေပြီးတော့ဒီပြ PDF တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတော့အားလည်းအောင်မြင်မှုတစ်ခုကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့တက်သွန်နော်ဝန်တန်းစာမေးပွဲကိုနေပြီးတော့ဖြေရတယ်အဲ့ဒါကမင်းလည်းလှုပ်တဲ့ခါကျတော့ဒီမန္တလေးမှာတကယ်နော်စာတိုက်အဲ့ဒီမှာဆိုလို့ရှိရင်တတိအဖြစ်တော့ကိုတင်ထားတဲ့အဲ့ဒီတက်သွန်ကြောင့်ကနေပြီးတော့မင်းလောင်သွားတယ်မင်းလောင်သွားတဲ့ခါကျတော့ခုနကစာမေးမှုပွဲဖြေထားတဲ့အဖြစ်တော့လေအားလုံးပါသွားတယ်ပါသွားတဲ့ခါကျတော့ခုစကားရဲ့မန္တလေးရဲ့ကချင်နော်အဲ့ဒီဘက်ကလူတွေအကုန်လုံးကနော်အဲ့ဒီမှာပြန်ပြီးတော့စာမေးပွဲဖြေရမယ်ဆိုတော့ ချုပ်လူတွေကတော့ပြန်မဖြစ်ချင်တော့ဘူးเนาะအဲ့ဒါကိုပြန်ပြီးတော့ဖားလာမှဆိုတော့လွယ်တဲ့ဟာတော့မဟုတ်ဘူးအရင်တော့ဖတ်ထားတဲ့ဟာတွေရချင်မှလည်းရတော့မယ်เนาะဆိုတော့သူတို့ကလည်းမဖြေရှင်ကြဘူး။နောက်မိဘတို့ကအတင်းအဲ့ဒီမှာသူတို့ဖြေခိုင်းတယ်။အဲ့ဒီမှာစစ်တပ်ရဲ့ရဲရဲထွေအုပ်ရဲ့အဲ့ဒီလူတွေကနေပြီးတော့ကျောင်းသူကျောင်းသားတွေမိလို့ရှင်တဲ့ကျောင်းသူကျောင်းသားတွေရဲ့မိဘတွေကနေပြီးတော့အဖေအဖေနေတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ နောက်တစ်ခုကဒီဖကန့်ကိုနေပြီးတော့ဆစ်ချုံထိုးလာတယ်နော်ဆစ်ချုံထိုးလာတဲ့ခါကျတော့ဒီဖခင်နေပြီးတော့ဝိုင်းပြီးတော့အဒီမှာပြင်းရတယ်ပြင်းတဲ့ခါကျတော့အဲ့ဒီမှာဆက်3ယောက်ပေးတယ်နော်ဆက်ကဆာအယောက်ပေါင်း3ယောက်သေးပြီးတော့ဒီယောက်ကိုတော့ဖမ်းလို့ရရှိတယ်နော်အဲ့ဒီစခန်းကိုလည်း ိန်လို့ရရှိတယ်အဲ့ဒါကလဝါယောနော်လဝါယောမှာရှိတဲ့ Sutong Dogs ခန်းလို့ခေါ်တယ်နော်အဒီစခန်းကနေပြီးတော့ KIN နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့တိုင်ပိုက်လိုက်တယ်ဆိုတော့ဒီ park ကမှာဆိုလို့ရှိရင်လည်းတိုက်ပွဲတွေပြင်းထန်နေတယ်အခုဒီဘုံဘော်မှာလည်းတော်တော်ကိုတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့အဒီဘုံဘော်မျိုးတစ်မျိုးလုံးကိုနော်အဒီပြချအောင်ပုံချဲတာနော်အဒီမှာလာကကြီးကြီးပဲ တစ်မျိုးလုံးလို့လို့နော်တော်တော်ကိုမိလောင်နေတယ်အခုဘုံတွေအသကုံကျဲနေတယ်အဲ့ဒီမှာလက်နဲ့ဘောင်းလောက်ဆိုရဆိုသန်းနဲ့ချီပြီးတော့အဲ့ဒီမှာဆင်ကသန်းမနေ့ကပြောမနေ့ကကျွန်တော်တင်ဆက်ပြီးသားဖြစ်တယ်ဆိုတော့လက်နဲ့တွေခရမ်းတွေသန်းနဲ့ချီပြီးတော့ပို့နေတယ်နော်အသကုံခုခံနေတယ်ဆိုတော့အဲ့ဒီဟာကြပြီပုံမောင်ကြပြီဆိုလို့ရှိရင်လည်းသူတို့ကလည်းမသက်သာတော့ဘူးနော်ပုံမောင်ကြပြီဆိုလို့ရှိရင်တော့သူကတော့တုံ့ယုံခံရတော့မယ်အဲ့ဒါကြောင့်ကြီးကြီးအဲ့ဒီမှာခုခံနေတယ်ဆိုတော့မြစ်ချီနာကဒီလောက်ထိရင်ချီဘူးဆိုတော့မြစ်ချီနာပြီးရင်တော့ကျွန်တော်တို့ဒီပုံမောင်ကဒုတိယမြို့တော်ဖြစ်တယ်တကယ်တမ်းဆိုလို့ရှိရင်မြစ်ချီနာထဲဒီပုံမောင်ကပို့ပြီးတော့ရေးကြည့်တယ်နော်အဲ့ဒီမှာတိုက ပုတ်တဲ့ကြီးကြီးဖြစ်နေတယ်ဒီမီချီနာရဲ့ဒီ latest ခန်းကိုလေကဲရင်းနဲ့ပူပေါင်းအဖွဲတွေကနေပြီးတော့ဒီဖက်က short time လုံးနဲ့ပြစ်တာတို့ရှိတယ်နောက်တစ်ခုကဒီ air update တိုင်းဖြားပုံမြို့နေမှာဆိုလို့ရှိရင်တော့မဖူဖူရွှေစင်ဆိုတဲ့အဲ့ဒီမိန်းကလေးတယောက်ကကျွန်တော်တို့ဒီသူ့ရဲ့မောင်တုံးဝဲနော်တုံးဝဲကနေပြီးတော့အဲ့ဒီမှာလောင်စာဝိုင်းတွေလုပ်တယ်ကဖေးတွေရိုက်တယ်အဲ့ဒီမှာရှုံးလာတဲ့ခါကျတော့သူ့ရဲ့တုံးဝဲအမကနေပြီးတော့လက်ဝတ်လက်စားတွေနော်ရွှေတွေငွေတွေကိုသူတို့လိုတယ်လိုတဲ့ခါကျတော့အဲ့ဒါကိုဖြားရောင်းပြီးတော့လိန်လို့ခေါ်တယ်ခေါ်ပြီးတော့အဲ့ဒီ င်းကလေးကိုသတ်လိုက်တယ်နော်သတ်လိုက်တယ်သူရဲ့အမကိုသတ်လိုက်တယ်မောင်တုံးခွေကဆိုတော့လေးယောက်ပါတယ်တဲ့နော်အဲ့ဒီမှာဆိုလို့ချင်းနှစ်လကျော်နော်အဲ့ဒီလုံးကိုလုံးဝရှာမတွေ့ဘူးအခုပြန်ပြီးတော့ရှာလို့တွေ့ပြီနော်အဲ့ဒါကိုနေပြီးတော့ပြန်သုံးတိုက်တဲ့ခါကျတော့အဲ့ဒီမိန်းကလေးပဲဆိုတဲ့ဟာကိုအတီးပြုတ်နိုင်တယ်နှစ်လကျော်မှနော်ရိုးစုပဲခြံတော့တယ်အဲ့ဒီပြရတော့နော်ဆိုတော့အဲ့ဒီလမ်းပေးတာမှတွေ့ရတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ဒီနေ့သတင်းမီဒီယာနဲ့မှာဖော်ပြကြရတယ်ဆိုတော့လောင်းကစားကစားတဲ့လူတွေကတော့အဖေအမေလည်းမသိဘူးเนาะညီကောင်မောင်နှမလည်းမသိဘူးသူတို့ကအဲ့ဒီမှာလောင်းကစားရှုံးတဲ့ခါကျတော့သူတို့ကမိုးရဲ့တောက်စားပြီးတော့เนาะအဲ့ဒီမှာလောင်းကစားဝိုင်းနဲ့လုံးတဲ့ခါကျတော့အဲ့ဒီသူ့အမေသူ့အဖေသူ့ညီမ ဘာမှသိတာမဟုတ်ဘူးသူတို့ကတော့နော်အဲ့ဒီမှာသွေးစာနေတယ်သွေးစာနေဆိုတဲ့အခါကျတော့သူ့ရဲ့မောင်တုံးကွေးကတတ်လိုက်တာနော်တတ်လိုက်တာအဲ့ဒီခါကိုလည်းတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ညီနောင်သုံးဖွဲ့နော်ညီနောင်သုံးဖွဲ့ကဒုတိယအကြိမ်အပြည့်ခါရက်စရဲ့ကာလကိုတလထပ်တော့တိုးတယ်အဲ့ဒီညီနောင်သုံးဖွဲ့လို့ပြောတဲ့အခါမှာကျွန်တော်တို့ A ပါမယ် MNDA ပါမယ် TNL ပါမယ်ဆိုတော့သူတို့ကတလဒီခါရစေတဲ့ထပ်တော့တိုးတယ်ဆိုတော့အင်ဒိုနီးရှားရဲ့ဒီအာဆီယံရဲ့ဥက္ကဋ္ဌပေါ့နော်အထက်ကျဥက္ကဋ္ဌအင်ဒိုနီးရှားရဲ့ကြီးချုပ်ကလည်းနေပြီးတော့ တိုက်တွန်းနေမင်းတို့ပြန်ပြီးတော့ပြစ်ခတ်ရက်စေးရေးကိုတက်တန်တိုးပါเนาะအင်ဂျင်ကြီးကိုလည်းတိုက်တွန်းတာတွေ့ရတယ်ဆိုတော့အင်ဂျင်ကြီးကတော့ထုတ်ပြန်တော့မတွေ့ရသေးဘူးနောက်ဒီမှာကျွန်တော်တို့ AA ရဲ့ TNL ရဲ့ MND ရတော့ကျွန်တော်တို့ထပ်ပြီးတော့တလထပ်တိုးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြစ်ခတ်ရက်စေးရေး block ထပ်တိုးတိုးကျွန်တော်တို့သိနေတာပဲမလားသိနေတာပဲဆိုတော့တိတ်လေနိုင်ငံရေးအရသာသူတို့အဲ့လိုမျိုး okay ငါတို့လည်းပြေးရိုက်ဒီခါရစရဲ့အဲ့လိုမျိုးထုတ်တာပဲဖြစ်တယ်เนาะတကယ်တမ်းဆိုရင်မြေပြင်မှာတကယ်တကယ်အဲ့တော့တိမ့်နေတာပဲတိုက်နေတာပဲเนาะတိုက်နေတာပဲမအားလားလဲဆွဲနေတာပဲเนาะဒီဖက်ကလည်း အာအဖကုံတက်လို့သိနေတာပဲဆိုတော့တိတ်လည်းထူချောင်းမလို့မရှိဘူးတော့မရှိဘူးဒါပေမဲ့နိုင်ငံရေးအရာသူတို့ကဒီမအလားကပြေခရက်စီရေလောက်ရသားနဲ့သူတို့ကမလုပ်ဘူးဆိုတဲ့ဟာကိုပြောမှဆိုလို့နော်ဆိုတော့အဲ့ဒါကြောင့်သူတို့ကပြေခရက်စီရေလုပ်တယ်ဆိုတော့ဒါကနေအန်ရရှိလာဆိုတော့ရှိတယ်အဲ့လိုမျိုးထပ်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 တိုးပြီးတော့နောက်ဆုံးကျတော့ပြေခရက်စီပြီးတော့အကုန်လုံး အဲ့ဒီမှာပခုံးဖက်ကြားမဲ့ဟာတွေအခြေအနေမျိုးအထိရောက်သွားမယ်ဆိုရင်တော့ NDG တာပေါ့နော်နိုင်ငံရေးသမားတွေကတော့เนาะကျွန်တော်တို့ခြာနေမှုဆိုတာလုံးဝပုံမလေးဘူးသူတို့ရဲ့အကျိုးစီးပွားပဲကြည့်တယ်เนาะအဲ့ဒီနိုင်ငံရေးသမားတွေကဆိုတော့နိုင်ငံရေးသမားတွေလောက်ကြောက်စရာကောင်းတဲ့ဟာနိုင်ငံရေးသမားတွေပဲဖြစ်တယ်ဆိုတော့သူတို့ကတော့ရမိတ်ဆွေမရှိဘူးထာဝရယဉ်သူမရှိဘူးအဲ့ဒါမဟုတ်ဘူးပဲသူတို့ကတော့သူ့ရဲ့မူကဒါပဲ တော့အကုန်လုံးလဲနိုင်တယ်ဆိုတဲ့အခါကျတော့ဖိ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 နဲ့အဲ့လိုမျိုးလဲမှာလဲကျွန်တော်တို့စိုးရင်ရတာပေါ့နော်စိုးရင်ရတာပေါ့နောက်တစ်ခုကရခိုင်ပြည်နယ်ဒီကြောက်ဖြူကနေပြီးတော့စစ်ကူလှုပ်လိုက်တယ်နော်အဲ့ဒီလင်ပြင်းကနေပြီးတော့စစ်ကူလှုပ်လိုက်တယ်လှုပ်တဲ့အခါကျတော့အဲ့ဒီမှာဘုံမူအဲ့ဒီလှုပ်လိုက်တဲ့ဘုံမူအဲ့ဒါကတမ99ကဘုံမူအပါဝင်စစ်သားတချို့ကထွက်ပြေးတယ် ပြည့်တဲ့ခါကျတော့ဒီမအလာရဲ့စစ်သားတွေကအသက်ကုန်အပူတပြင်းလိုက်ရှာနေတယ်ဟိုတရနေ့ကကျွန်တော်တင်ပြတယ်အဲ့တော့ဆိုတော့ဒီနေ့ကတော့အဲ့ဒီမှာသူတို့ဖမ်းရပြီเนาะဖမ်းရပြီအနာကဘယ်မှာဖမ်းရလဲဆိုလို့ရှိရင်တော့ဖျက်ပြည့်တဲ့လူကအမှတ်32ရစ်ကင်းအနားမှာအဲ့ဒီမှာတောင်ကုန်းမှာသူတို့ဖမ်းလို့ရတယ်ဖမ်းလို့ရတဲ့ခါကျတော့အဲ့ဒီလူတွေကအလုံးတပ်ပြစ်လိုက်တယ်เนาะတပ်ပြစ်လိုက်တယ်ခုနကပုံမှုတယောက်ပါတယ်ပြီးတော့သူ့ရဲ့ ဒီအဖွဲ့တွေပါတော့เนาะသူတို့ကနေပြီးတော့အကုန်လုံးတက်ပြလိုက်တယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မေလာနေ့ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ